ဒီကုတ်ကောမှာခန့်စစ်ပြင်းနဲ့ KM အပေါင်းပါတွေကိုတက်မလို့ကထပ်ပြီးတော့နောက်ကနေထပ်ပြီးတော့ထပ်ချက်မကွာထပ်ပြီးတော့ထိုးစစ်စင်ပါတယ်ထိုးစစ်စင်တဲ့အခါမှာဒီ Thai media တွေမှာလည်းဖော်ပြထားတယ် KM KKN လောက်ခံသူ့ရဲ့ media တွေမှာလည်းဖော်ပြထားတယ်တက်မလို့ကဒီ၄ကုတ်ကိုဒါထိုးစစ်စင်တဲ့အခါမှာအချိန်ယူပြီးတော့ကျွန်တော်တို့စနစ်ကထိုးစစ်စင်တယ်လို့ဖော်ပြထားတယ် Thai media တွေမှာဖော်ပြထားပါတယ်ဒါမှ KN တွေလက်နက်တွေနော် RPG အသီးတွေချင်းကြားတွေတောင်းလို့ပုံနေတယ်ဗိုတာဘောကိုတိုင်းအမှရိုက်ထားတာပါနော် ကြည်ဝဲပြီလားဒါကတော့တမ22ကကောင်နေရဲ့အလူပေါ့နော်၄ကီကောမှာအဲ့တော့၄ကီကောတိုက်ပွဲမှာ၄ကီကောကနာမည်ကြီးပဲပထမနဲ့၄ကီကောအခုလည်း၄ကီကောသူတို့ပြန်တိုက်နေအဲ့ဒီညမှာစစ်တပ်ထောက်ခံတဲ့ကောင်တွေကအာတမတော်ကဘလို့ထိုးစစ်စင်နာလို့ဘလို့ဖြစ်တာလို့တကယ်မြေပြင်မှာဖြစ်နေတာကအဲ့ဒီတမတော်ကောင်တွေကဘလို့လုပ်တော့အောင်မေးတယ်ကပါစာဒီဝနေ့က sorry ဒီပါစာဒီသူစစ်တွေကိုအရှိရနေပေးတက်ခိုင်းတယ် ပေးတက်ခိုင်းပြီးတော့ PDF တွေကိုကြည်ပြုံးခိုင်းတယ်ဘလောက်ရုပ်မှလဲစဉ်းစားကြည့်ပပတ်စားတွေကိုတိုက်ပွဲမှာရှေ့ကပေးတက်ပြီးတော့ပေးတက်တဲ့အတွက် PDF တွေကပြစ်ကောပြစ်တော့ PDF တွေကြည်ကုန်အောင်အဲ့ဒီ PDF တွေကြည်အပြုံးကိုဒီကောင်တွေကဝင်းစော့တာအနောက်မှာအဲ့တန်တွေတွေကအနောက်ကလိုက်အဲ့တော့လုတ်နေတာဒီလူသားတိုင်းလုတ်ပြီးတော့ဘလောက်ရုပ်မှနေလဲဆိုတော့အောက်ရှင်မှာတဲ့ဒါကြောင့်မလို့အဲ့ဒီပတ်စားတွေကိုဒီတိုင်းပေးတက်ခိုင်းတာမဟုတ်ဘူးနော်မြင်းစဲတဝရှူခိုင်းတာ မိနဲ့ကောင်တွေအကောင်လုံးတောင်းတောင်းဖြစ်နေအကောင်လုံးဘာမှလူစိတ်မသိတော့ဘူးတရင်တိုင်းတိုင်းကိုကျွန်တော်ဆင်းသွားတဲ့အချိန်ကျွန်တော်ဆင်းသွားတဲ့တရက်ဒီ၄၅ရက်အတွင်းမှာလေအဲ့တစ်ခေါက်အတွင်းမှာလေအလင်းဝင်လာလေ၅၆ရောက်ရှိတယ်၆ရောက်တော့မသိဘူး၂ရောက်တွဲ၂ရောက်တွဲနော်အဲ့ဒီအဲ့ဒီမှာတရောက်ဆိုရင်ဒီဘာမှစစ်လို့မေးလို့မရဘူးတောင်းတောင်းဖြစ်နေတယ်မြင်းနေရှူပြီးတော့လင်းကဆယ်ရောက်ထုတ်လိုက်မှ तू ကဘယ်လိုလဲအဲ့မြင်းရှိန်ယော့ပြီးတော့မှအတိတရားပြန်ဝင် အဲ့တော့ဟိုရက်ကလည်း line ပေါ်မှာတွေ့မှာပါစစ်သားတယောက်တင်ထားတာငါတို့တိုက်ပွဲ၄၅ရက်ဇက်တိုက်ဖြစ်လာရင်ငါတို့စစ်သားတွေကအရက်တောက်တာတို့မြင်းစင်းရှူတာတို့ဒါမထူးဆန်းတော့ဘူးဆိုပြီးတော့အဲ့ကောင်လေးရုပ်ကလည်းပိန်ထုံးပြီးတော့မြင်းရုပ်ပေါက်နေလေမြင်းရှူတာအဲအဲ့လိုမျိုးမွေးဈေးတွေကိုအဲ့လိုပေးပြီးတော့အပေခံခိုင်းတာအဲ့တော့အခုစစ်မှုထမ်းအပတ်စဉ်20ကျော်ပြီနော်20ကျော်ပြီအပတ်စဉ်တစ်ကနှစ်နှစ်ပြည့် ဘယ်နဲ့ပြန်လဲအဲ့ဒီစစ်မှုထမ်းတဲ့ကိုစခေါ်မဲ့အချိန်တုန်းကဘလို့ပြောပြီးခေါ်လာအဲ့ဒါတွက်ကြည့်အခုဒီမှာ၄ကောင်မှာစော်ထားတာတဘောကြီးအဲ့တော့စစ်ကောင်စီဟာခဲရန်လက်နဲ့ပေါများတာဖြစ်တဲ့အတွေ့ဒီကျွန်တော်တို့ဒီ PDF တွေကလေစခန်းတစ်ခုတွားသိမ့်မယ်ဆိုရင်အနည်းဆုံးကြီ300 250 300ပါတယ်တယောက်ဒါပေမဲ့ ဒီ PDF တွေကဘယ်သူမှအဲ့လောက်ပါအောင်မခွဲဝင်နိုင်ဘူးအရင်ပိုင်းအခုနောက်ပိုင်းတွေကလက်လက်ခဲရန်ပြည့်စုံတဲ့အဖွဲ့တွေဆိုရင်တော့ပါနိုင်တော့ဒါပေမဲ့စစ်တပ်ကတယောက်ကိုကြီး900 600 800တိလွယ်ခိုင်းတယ်အဲ့လောက်တိကြီးပေါ်တာဆိုတော့ဒါပေမဲ့ဒီပန်းစားတွေဆိုတော့အားလုံးတိတဲ့တိုင်းပြည်သူတွေလေစစ်ထက်ဝင်ရင်တော့လူရမဟုတ်တာဒါပေမဲ့မြင်းစေးတွေတွေးအရက်တွေတိုက်မျိုးစုံလူစိတ်ပြောင်းအောင်လုပ်ပြီးတိုက်ပွဲဖြစ်တဲ့အချိန်မှာရှေ့ကနေတက်ပြီးတော့ PDF တွေကိုကြီးအဖြုံးခိုင်းတာ လူဒါနဲ့ကာပြီးတော့ကြီဖြုံးခိုင်းတာဘယ်လောက်ထိမိုက်တိုင်းအောင်မစဉ်းစားကြည့်မဟုတ်ဘူးဆိုကြိုက်တယ်လို့ပြောအခုဒီလာအခုကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဆိုမင်းတို့စစ်တပ်ထဲကထွက်လာတဲ့ကောင်အောင်ကတိုက်ရိုက်ခေါ်ပြီးမေးပေးမယ်ဒူကိုယ်တိုင်ပြောထားတာနော်အဲ့ဒါတယောက်တည်းမဟုတ်ပြောတဲ့စကားနော်ဟိုရဲကမင်းတို့စစ်တပ်ထဲကစစ်သားတကောင်ကိုယ်တိုင်မြင်းကြောင်ကြောင်ပြီးတော့မြင်းနဲ့တားကြပြီးတော့လွတ်ပြီးတော့ live ပေါ်မှာဗီဒီယိုတင်တာအခုအဲ့ကောင်လေးပြတ်သွားပြီးတက်လိုက်တာမသိဘူးနော်ကြည့်မတွေ့တော့အဲ့ကောင် line တက်တာလည်းမတွေ့တော့ဘယ်ရောက်သွားလိမ့်မယ် ချင်းမလိုက်ဖြစ်မယ်စစ်တပ်ကနော်အဲ့ဒါစစ်သားပဲဒါပေမဲ့ဒီကောင်ကကြောင်ပြီးတော့မြင်းတွေချပါများတော့ကြောင်ပြီးတော့ဗျာအာဒါစစ်တပ်ထဲမှာမြင်းချတာမထူးဆန်းတော့ဆိုမွေးစေဝါကိုတရားဝင်တုံးဆွဲဝင်ပေးထားဆိုတဲ့ကအဲ့ဒီစစ်သားကြီးတွားပြီပေါ့ကိုင်နာနာလက်နဲ့တည်းဗျာအဲ့တော့ရွာတရားဝင်မယ်မင်းတို့ကြိုက်တာလုံးလို့ပြောလိုက်ပြီဆိုတဲ့ကလူကောင်းတော်မှတာမန်လူကောင်းတော်မှအခုကျွန်တော်တို့နော်ကိုလိုသူ့လိုတာမန်လူကောင်းတယောက်နေ့စဉ်ရက်ဆက်မြင်းချသည်မကြောင်ဝိုင်းကြိုက်တယ်လို့ပြော ဲ့တော့အမှန်တရားချစ်တဲ့လူမှန်ကန်ပါတယ်ဆိုတော့လူတယောက်ကိုတော်မှအဲ့ဒီမင်းစေးတွေအရက်တွေဖိတိုက်ဖိပြီးရှူခိုင်းကြည့်လူစိတ်ပြောက်ပြီးတော့မဟုတ်တာလည်းဝင်မလဲတော့ဘူးအဲ့တော့ဒီစစ်တပ်ထဲမှာရွာတရွာဝင်နေတွေ့တဲ့ပစ္စည်းဖြစ်စီအိမ်တွေရိုက်ချိုးဖြစ်စီမီးချို့နော်မိမတွေမရင်းချစ်မျိုးစုံမကောင်းတဲ့အလုပ်တွေမျိုးစုံလုပ်တယ်ဆိုတာကဒီမွေးစေဝါးတွေကြွေးထားမှတော့ဒီစစ်သားတွေလူစိတ်ပြောက်ကုန်ပြီပေါ့အဲ့ဒီစိတ်နဲ့မပါလို့တာတိုင်းပြည်ကိုဖြစ်စီတာဘလောက်မှရဲနေစဉ်းစားကြည့် เนาะအခုဒီမှာဗုဒ္ဓဘောတင်ထားတဲ့တတိယရုပ်တံဖန်ရောပါပြထားတာเนาะအဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးမှာအခုစစ်တပ်ကလုပ်နေတဲ့ပုံကနေရှမ်းပြည်ဘက်ကိုတရုတ်ဖိအားနဲ့စစ်ကိုငြင်းအောင်လုပ်နေတယ်ငြင်းသိရခိုင်ရဲ့သခိုင်းမကွေးကျော်ရဲ့တနင်္သာရီကျော်ရဲ့ထိုးစစ်စင်မှာဒါချိန်နေတယ်ဒီကောင်တွေလုပ်နေကြစောက်ကြအဲ့ဒါတို့ထိုးစစ်စင်မဲ့အတွက်ဘာကိုလူသားအရင်မြစ်ကိုကင်နာဆိုတော့ ဒီပါစပြည်သူစစ်တွေကိုအရှိကနေအသေးခံပြီးတော့ပေးတက်ခိုင်းတာတင်တန်းဒီ time မှာမိတဲ့လူတွေပြန်ဖို့အကောင်တင်တန်းဖို့เนาะအကောင်လုံးဆိုတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့အဖြစ်ဖြစ်နေကောင်းတဲ့လူတွေတောင်မှရက်စီနေ့စဉ်ရက်ဆက်ဒီမင်းနေချအရက်တွေတောက်လောအကြောင်းတော့ကြောင်းတော့ရှေ့တန်းကိုရောက်သွားတဲ့အချိန်မှာဘုရင်ကပြောလို့ဘဝဆိုတာမျှော်လင့်ချက်မဲ့လူဟာလူဟာစိတ်ကဆောင်းနေတယ် ်စိတ်သက်ကကြာသွားပြီငါသွားပြီငါတေလူဖြစ်သွားပြီသွားပြီကွာဒီစိတ်သက်တည်းကိုစစ်ပွေးဘွားငါရောက်နေပြီเนาะဘာလို့ပတ်စားတွေအကုန်လုံးကတကယ်အမှန်တရားအကုန်တိကျတယ်လေဒီစစ်သက်ရဲ့ရုပ်မှမှုအကုန်တိကျကြတယ်လေဘလောက်ပဲသူတို့ဝါလာပြန်ပတ်စားတွေဖြန့်လို့မရဘူးဆိုတော့အဲ့ဒီချိန်မှာစိတ်သက်တည်းကကြာအမထူးတော့ပါဘူးကွာငါလည်းစစ်ပွေးပဲလှုပ်လိုက်တော့ငါဟာမျိုးနဲ့မထူးဆက်ခင်းပြီးတော့မိုက်မိုက်တွင်းနဲ့လာတာဘာဖြစ်ကုန်လဲတပြည့်ပြည့်စစ်ပွေးတွေဖြစ်ပုံ အခုဖြစ်နေတယ်အဲ့ဒါအခုဖမ်းမိတဲ့အလင်းဝင်တဲ့ကောင်မကမေဒီအိုဒီနေ့လဲကျွန်တော်ကိုဆက်သွဲလာတယ်နော်တယောက်ကလက်နဲ့အတူတက်လက်အရှိတက်လက်ပါတယ်နော်ဒါပေမဲ့ဒါတေးသူ့ကိုတိကျမှုရှိအောင်သူ့နဲ့မျိုးကိုကျွန်တော်စုံစမ်းနေနောက်တယောက်ကကြတော့နှစ်ယောက်နော်အဲ့ဒါကိုလဲကျွန်တော်အနည်းဆက်ဆုံးတန်ရင်တက်ဖွက်နဲ့ကျွန်တော်ချိန်ဆက်နေတယ်လုံးဝဝင်နေမပြူဒီမဲ့လူတွေအများကြီးပဲအထဲမှာလဲဒါပေမဲ့လုံးဝကိုပြို့မရအောင်သူတို့အိတ်ပါစနဲ့တန်တင်တဲ့ရောပြီးတော့ ဝိနည်းကပြောလို့ဘာမှမသိမျက်နှာလှုပ်လက်ကောင်းနေနဲ့ဆိုတော့တတ်แท้မှတရားလက်တရားမယုံရဲအဲ့လိုလေကောင်ဖြစ်ကုန်ကြတယ်เนาะအဲ့တော့တိုက်ဝဲတစ်ခုမှာဘလောက်တည်လဲဆိုတာဗရန်ကထုတ်ပြန်မှုလေအန်ကဲမင်းတို့စစ်တပ်ကိုအားပေးနေတဲ့ကောင်တွေငါမေးကြည့်မယ်เนาะလက်ရှိ2021ညွေဦးတော်လိုင်းရင်းမှာဘယ်လတိုက်ပွဲမှာအဲ့ငါတို့တပ်မတော်တာဘလောက်ကြဆုံးပါလေအဲ့ကြဆုံးရတဲ့တပ်မတော်တာမိသားစုဝင်တွေအတွက်ဘာတွေတောင်းဝန်ယူပေးပါလဲကြားခဲ့တဲ့သားမယားတွေအတွက်ဘာတွေတောင်းဝန်ယူပေးပါလဲကျင်းညာမြင်ဘူးလားအမခဏမြင်ဘူးလား တောင်းယူတာမြင်ဘူးလားလူဘလောက်တည်လဲကြားဘူးလားအဲ့ဒါအဖြေပဲအဲ့တော့အဲ့တော့ဘာလဲလုံးဝကိုအမှောင်ချပြီးတော့အကုန်လုံးကိုအသေးခံပြီးတော့သူတို့အာဏာရဖို့အတွက်လုပ်နေတာ